တဝဲခရိုင်ဒီမိုကရေစီလှုပ်ရှားမှုတပိတ်ကော်မတီ TDMFC ရဲ့ကော်မတီဝင်တုံးနဲ့ကျောင်းစုမျိုးနဲ့ကတောင်းတဲ့အဖွဲ့တို့ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်တွင်နေတရားစွဲထားပါတယ်။နိုင်မလ9ရက်ကဘိတ်တိုကာလန်ပိုင်တည့်ချောင်းမျိုးနဲ့တင်ရမှာ စစ်ကောင်စီကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုဆက်ကျင်ကြောင်းလက်မှတ်ပေါ်စာရေးဆန္ဒဖော်ထုတ်ခဲ့တဲ့တပိတ်ကော်မတီဝင်ကိုကျော်ကျော်ကိုကြံဖက်ဆိုပြီးဆွတ်ဆွဲကရွေးကောက်ပွဲဥပဒေပုံမှန်တွင်တဲ့ချောင်းမျိုးမှရင်းစခန်းမှာအမှုဖွင့်ထားခဲ့တာပါနွေမလာစတိရကလေးကျောင်းစုမျိုးနဲ့မဲတော်ရအုပ်ဖို့မော်ရွာစန်းနာငယ်ရွာ ချောင်းကြီးဝရွာတွေကစစ်ကော်မရှင်ရဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုချစ်ချောက်စာတွေပေးတယ်ဆိုပြီးဖွဲ့ဝင်50ဥပါဒေါင်းနဲ့ပြည်ရဲ့အဖွဲ့ကိုစစ်ကော်မရှင်ကကံမွန်နေမီရစ်ခံမှာရွေးကောက်ပွဲဥပဒေပုံမှန်တွင်နေအမှုဖွင့်ထားပါတယ်။ဒါပြင်နိုဝင်ဘာ19ရက်နေ့ကလေပလောမျိုးနဲ့ဘုတ်ချံရွာမှာစိုက်ထားတဲ့ ကြက်ကီပါတီမဲဆွဲဆိုင်ဖို့ဖြစ်စီခံရတဲ့ဆိုပြီးရှာပွင်နေဆက်သူကိုလည်းရွေးကောက်ပွဲဥပဒေပုံမှန်တွင်နဲ့ဘလော့မျိုးမှရေစခန်းမှမှုဖွင့်ထားပါတယ်။စစ်ကော်မရှင်ဟာတူရရွေးကောက်ပွဲကိုကာကွယ်နိုင်ဖို့ထောက်တန်း3နှစ်ကနေ9နှစ်နဲ့ငွေတန်းလည်းချမှတ်နိုင်တဲ့ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေပုံမှန်တွင်နဲ့ဖန်စီအရေးနေတာလည်းဖြစ်ပါတယ်။